ဂူဒင်စင်ဘတ်ဟာမာဆေးဆိုင်သားတွေရဲ့မလဲတမ်းခံတန်းစူပါစင်စနေညအင်္ဂလန်ပရီးမီယားလိပွဲစဉ်31ပွဲကြို30ချက်အေဗာဒန်နဲ့အာဆနယ်ည6နာရီတကြော့ပြန်မိုရက်စ်လက်ထက်ပြန်လည်မာကျော်လာတဲ့အေဗာဒန်ဟာနောက်ဆုံးပရီးမီယားလိ10ပွဲမှာလီဗာပူးနဲ့မာဆေးဆိုင်ဒါဘီအဝေးကွင်းတပွဲပဲရှုံးခဲ့တာပါဒါအပြင်တော်ဖီတွေဟာလက်ရှိမှာအင်ကွင်းဂိုးသွင်းချေလဲမှန်နေပါတယ်အာဆနယ်ကတော့အခုချိန်မှာ လာမဲ့ဂျာရက်ထဲကစားရမယ်ရီယန်နဲ့ချန်ပီယံလိပွဲကိုသာပိုအာယုံရောက်နေမှာပါ လူချန်တာနဲ့လုံနိုင်တဲ့ဂန်နာတွေဟာပရီးမီယာလိကနောက်ဆုံးအဝေးကွင်း၅ပွဲမှလည်း၂ပွဲသာနိုင်ခဲ့ပါတယ်အာဆနယ်တလုံး65အနိုင်ဆိုပေမဲ့ဂူဒီဆန်ပတ်ဟာမာဆေးဆိုင်သားတွေရဲ့မလဲတဲ့ခံတက်ပါဖဲလစ်နဲ့ဘရိုက်တန်ည၈နာရီခွဲဂျာရက်တုံးကဇယားအောက်ခြေကဆောက်တန်းတန်းကို 62မိနစ်ခြေပါဂိုးကြောင့်မရှုံးခဲ့လို့ဖဲလင်းစ်ရဲ့ပရီးမီယာလိ3ပွဲဆက်အနိုင်ရပ်တန့်ခဲ့ရတယ်။အင်ကွင်းနောက်ဆုံး2ပွဲဆက်နိုင်ထားတဲ့လန်ဒန်လင်းယုံတွေဟာအခုရသည်မှာအင်ကွင်း3ပွဲဆက်မနိုင်ဘူးသေးဘူး။ဇင်ယော်တွေကတော့နောက်ဆုံးအဝေးကွင်းပွဲမှာစီးတီးကိုတရေကန်နိုင်ခဲ့သလိုနောက်ဆုံးပရီးမီယာလိအဝေးကွင်း10ပွဲမှာလည်းတပွဲသာရှုံးခဲ့တာပါ။ဖဲလင်းစ်အင်ကွင်း Brighton နဲ့နောက်ဆုံးတွေ့ဆုံမှု9ချိန်စလုံးမှာတော့1-1ဆိုတဲ့ရလဒ်တွေနဲ့ကြီးအဆုံးသတ်ထားတယ်။ ပဲလစ်1125ဆိုပေမဲ့ဇင်းယော်ရီအတောင်ပံမကျိုးနိုင်ပါဘူး။အစ်ဆွေနဲ့ဝူဖ်ည၈နာရီခွဲတန်းစင်းဆောင်အသင်းနဲ့တန်းစင်းဆောင်ကက်လျက်အသင်းဆိုပေမဲ့သူတို့ကြားကိုးမတ်တောင်ကွာပါရယ်။အစ်ဆွေကဂျိုင်းယန့်ထဲကဘုံပေါက်ကွင်းမှာအနိုင်ရခဲ့လို့ပရီးမီးယားလိမှာ၁၀ပွဲဆက်နိုင်ပွဲပြောင်းမှုကိုအဆုံးသတ်နိုင်ခဲ့တာပါ။တခုရှိတာကအဲ့ဒီတန်းတက်အသင်းဟာဒီတရာဒီလုံးအင်ကွင်းမှာနိုင်ပွဲတပွဲသာရှိသေးတယ်။ ။ဟူသာတော့အဓိကကစားသမားကွန်ညာမပါလေနိုင်ပွဲဆက်နေသလိုနောက်ဆုံးပရီးမီးယားလိ၅ပွဲမှာလည်းတပွဲသာရှုံးထားတာပါ။အဝေးကွင်း level 30အကျော်ပေးထားတဲ့ဝင်းပလီတွေနဲ့အမဲလိုက်ထွက်ကြရအောင်။ဝက်ဆန်နဲ့ဘုံမောက်ည၈နာရီခွဲ Graham Potter လက်ထက်ဝက်ဆန်ရဲ့ပြဿနာကတိုက်စစ်ဖြစ်နေပြီးပရီးမီးယားလိမှာ၃ပွဲဆက်နိုင်ပွဲပျောက်ထားကအဲ့ဒီ၃ပွဲမှာတကိုးသာသွင်းနိုင်ခဲ့တာပါ။ဒါ့အပြင်ဟမ်မာရီဟာနောက်ဆုံးပရီးမီးယားလိအိမ်ဝင်၄ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်။ ဘုံမကလည်းပရီးမီယာလိမှာရှုံခွဲဆက်နေတယ်ဆိုပေမဲ့ခြေစွမ်းညံ့လို့မဟုတ်ပါဘူးအပြန်လန်ဂိုးရီနဲ့ရှုံးနေခဲ့တာဖြစ်တယ်လို့တချို့ပွဲတွေမှာသူတို့ကံမကောင်းတာကြောင့်လည်းပါပါတယ်အဝေးကွင်းကနေလည်းပဲ30ပြန်အကျော်ပေးထားတဲ့ဘုံပေါက်သားတွေနဲ့အတူသွားအတူစားကြတာပေါ့ဗီလာနဲ့နော်တင်ဟမ်ည7:00နာရီဗီလာကပြိုင်ပွဲစုံ6ပွဲဆက်နိုင်ထားချိန်နော်တင်ဟမ်ကလည်းပြိုင်ပွဲစုံ9ပွဲဆက်နိုင်ထားတာပါ ဒါပေမဲ့နောက်ဆုံး၅ပွဲမှာ၄ပွဲကို3ဂိုးစီသွင်းနိုင်ခဲ့တဲ့အဆန်စီယိုရဲ့အသင်းကပိုအထင်ကြီးစရာဖြစ်နေတယ်။အမ်ရီရဲ့အသင်းဟာအိမ်ဝင်းမှာဆိုပို့ပြီးတော့လေရလပိုင်းတင်ရင်ကနော်တင်ဟမ်နဲ့အိမ်ဝင်းတွေးဆမှုအများစုမှာလေနိုင်ထားတာပါ။နော်တင်ဟမ်ကတော့လက်ရှိအချိန်အဝေးကွင်းပွဲတွေမှာအနိုင်ဆုံး၂ဂိုးနှုန်းပေးနေရတယ်လို့နောက်ဆုံးပရီးမီးယားလိအဝေးကွင်း၄ပွဲမှာလေ၃ပွဲရှုံးထားပါတယ်။ဖီလာလည်းပဲ60အကျော်ပေးထားတယ်လို့ဖီလာဘက်ဟာ SNCU 呢，是福州个专业票币捏价机构吗？